လုံးမင်္ဂလာပါရှင်။ကျမဆင်းနေနေတဲ့အကြောင်းအရာလေးဟာမညံဆိုင်ရာအပိုင်းနှစ်ပါ။အဲ့မှာမေးလျော့ခြင်းကြောင်းနေပါ။အဲ့မှာဆိုလို့ရှိရင်မေးလျော့ခြင်းဆိုင်ရာအဓိက theory အကြောင်းကိုဆွေးနွေးလို့ပြီးသွားပါပြီ။ယနေ့မှလည်းပဲမေးလျော့ခြင်းနဲ့ဆိုင်နေပေါ့နော်။ theory တွေကိုဆွေးနွေးပြီးသွားပြီဆိုတော့အဓိကမှတ်ဉာဏ်ကို လွှမ်းမိုးစေတဲ့အချက်တွေပေါ့နော်ဘလို့အကြောင်းအရာတွေဘလို့အချက်လက်တွေကမှတ်ဉာဏ်ပိုင်းဆိုင်ရာကိုလွှမ်းမိုးစေတော့အဲအဲ့ဒီအကြောင်းလေးကိုကျမကဆွေးနွေးပေးသားမှာပါမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေကိုဆွေးနွေးပေးသားမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်မဉ္ဇဉ်ကိုလွှမ်းမိုးစေတဲ့အချက်တွေအချက်တွေထဲမှာမူလအခြေခံတွေရှိမြဲ intrinsic ပေါ့နော်အဲ့ဒီမှာဆိုရင်မူလအခြေခံထဲမှာဆိုရင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ရုပ်ပိုင်းကျမရုပ်ပိုင်းဆိုင်ရာကျမရေးမရှိဘူးဆိုလို့ရှိရင်လည်း forgetting နေဖြစ်ပေါ်လာမယ်။စိတ်ပိုင်းဆိုင်ရာကျမရေးတွေညော်နေနေမယ်ဆိုလို့ရှိရင်လည်း forgetting နေဖြစ်ပေါ်လာမယ်။ဒါကြောင့်မှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေထဲမှာရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာကျမနေဖို့ကလည်းအရေးကြီးတဲ့အချက်နေနဲ့ပါဝင်နေပါတယ်ရှင်။နောက်တစ်ခါအသက်အရွယ်အသက်အရွယ်ကြီးရင်လာတယ်ဆိုရင်လည်းပဲဒါမှတ်ဉာဏ်ပိုင်းမှာလွှမ်းမိုးစေတဲ့အချက်ထဲမှာ ပါဝင်ပါတယ်။နောက်တစ်ခါရင်ကျက်မှု ်ရင်ကျက်မှုဆိုတဲ့အခါမှာကြတော့ဒါရင်ကျက်မှုအားကောင်းရင်ကောင်းတယ်လို့မှတ်ဉာဏ်လဲပိုအားကောင်းလာစေနိုင်တယ်ရင်ကျက်မှုအားနည်းလို့ရှိရင်မှတ်ဉာဏ်ပိုင်းလဲအားနည်းလာနိုင်တယ်ပေါ်ကက်တီနေဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်ရင်ကျက်မှုအားလဲမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့ချက်ထဲမှာပါဝင်နေပါတယ်ရှင်နောက်တစ်ခုတင်ယူလေစိတ်ရှိခြင်းအကြောင်းအရာတစ်ခုကိုသူဟာထက်မှန်ထက်မှန်ထက်မှန်ပြီးတော့တင်ယူလိုစိတ်တွေရှိနေတယ်။ဒါဆိုရင်မှတ်ဉဏ်အားပိုကောင်းလာမယ်။မှတ်ဉဏ်ကိုလွှမ်းမိုးစေမယ်။ မဉ္ဇဉ်ပုံမဲ့မိလာမယ်ပေါကက်တီနေယောနေသွားမယ်နောက်တစ်ခါစိတ်ဝင်စားမှုအတန်ရှင်နေအာယုံစူးစားနိုင်မှုတွေ effortfulness တွေရှိတယ်ဆိုတာကလည်းဒါဒီမဉ္ဇဉ်ကိုလွှမ်းမိုးစေတဲ့အချက်တွေမှာပါဝင်ပါတယ်အာစိတ်ထုမှုတွေရှိရမယ်စိတ်ဝင်စားမှုတွေရှိရမယ်အာယုံစူးစိုက်မှုတွေရှိရမယ်နောက်တစ်ခုဉာဏ်ကြီးဉာဏ်ရလည်းအကြောင်းအရာတစ်ခုအနေနဲ့ပါဝင်နေခြင်းဖြစ်ပါတယ်အနာယူခြင်းတွေလုံလောက်တဲ့အနာယူမှုတွေမရှိဘူးဆိုရင်လည်း မှတ်ဉံအတွဲမကောင်းပါဘူးအနာယူခြင်းကလည်းမှတ်ဉံကိုလွှမ်းမိုးစေတဲ့အချက်တွေရှိတယ်အဲအချက်တဲမှာပါဝင်နေတယ်လုံလောက်တဲ့အနာယူမှုတွေကိုရရှိစေရမှာဖြစ်ပါတယ်ဒါမှလည်းမှတ်ဉံအားပိုကောင်းလာစေမှာပါအဲပြင်းမနေမယ်တကယ်ကိုပဲဟိုပေါ့နော်အလုပ်တွေနဲ့ဖြစ်စည်းနေမယ်ဆိုလို့ရှိရင်ဒါအနာယူမှုတွေနည်းသွားပြီဆိုလို့ရှိရင်လည်းမှတ်ဉံကိုလမ်းမိုးစေတဲ့အချက်တွေမှာ intrinsic system မှာပါဝင်နေမှာရှိပါဖြစ်ပါလေရှင်နောက်တစ်ခုအိပ်ဆက်ချက် အေးဝါဝါ8ချင်းရလဲအေးပါတဲ့ချစ်တဲမှာပါပါတယ်အေးဝါဝါ8တဲဆိုတာလဲသူ့ရဲ့လူတယောက်မှာအသက်ရွယ်ပိုင်းခြားလိုက်နိုင်ပိုင်းခြားနဲ့ဘယ်ဘယ်အတိုင်းအတာတွေအိတ်ဆက်ရမယ်ဆိုတာရှိပါတယ်ပိုလွန်းသွားခြင်းလဲမကောင်းတယ်လို့ပဲလူနေရင်လဲမကောင်းပါဘူးအဲအိတ်ထာများရင်လို့ရှိရင်လဲစိတ်လေးသွားပြီးတော့မှတ်ညံကိုဒါတက်လက်မှုဆိုတာဖုံးပြီးတော့ထိုင်းမိုင်းမှုအစဉ်ကိုရောက်သွားပါတယ် အဲအိဆက်နာယူခြင်းကလုံလောက်စွာအိဆက်နာယူမှုမရှိဘူးဆိုလို့ရှိရင်လည်းစိတ်ဖိစီးမှုတွေစိတ်ပင်ပန်းမှုတွေများပြီးတော့မှန့်ညံကိုအနှောင့်အယှက်ဖြစ်သွားစေပါတယ်။ဒါကြောင့်သူ့ရဲ့ပေါ့နော်ဒါဟိုတက်မတ်ဒီအိတ်တဲ့အပိုင်းအခြားမှာအိဆက်နာယူခြင်းလုံလောက်စွာအိဆက်နာယူခြင်းကလည်းဒါတိုးအပ်တဲ့အချက်တစ်ခုထဲမှာပါဝင်နေပါတယ်ရှင်။နောက်တစ်ခုအာရတဲ့ချွတ်တဲ့ခြင်း ဒီအုံနာကိုအားကောင်းစေမဲ့အာဟာရတွေလုံလောက်စွာရှိရပါမယ်လုံလောက်စွာရရှိစေရပါမယ်အဲ့လိုမျိုးအာဟာရပြည့်ဝတဲ့သူတွေဖြစ်ဖို့အာဟာရပြည့်ဝခြင်းအာဟာရချို့တဲ့ခြင်းတွေမရှိအောင်အာဟာရပြည့်ဝအောင်စားတောက်နေထိုင်ရပါမယ်အာဟာရချို့တဲ့နေမယ်ဆိုလို့ရှိရင်လည်းမှတ်ဉဏ်ကိုအားနေသွားစေပါတယ်ဒါကြောင့်မှတ်ဉဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေထဲမှာအာရလည်းတစ်ခုအနေနဲ့ပါရှိနေပါတယ်နောက်တစ်ခါအရက်တွေမူရက်စေဝါတွေတောက်သုံးခြင်း စားသုံးခြင်းပေါ့နော်အဲ့ဒါတွေကလည်းဒီအုံနာကိုမူမမှန်လှူရှားမှုတွေလှူဆောင်စေတယ်ဖြစ်ပေါ်စေတာဖြစ်တဲ့အတွက်ဒီမှတ်ဉာဏ်ပိုင်းကိုဒါထိခိုက်စေပါတယ်ဒါကြောင့်မှတ်ဉာဏ်ကိုနှမ်းမိုးစေတဲ့အချက်တစ်ချက်ထဲမှာပါဝင်နေပါတယ်စိတ်တန်ရာတွေရရှိခြင်းနေထော်မာတွေရရှိတယ်ဒါတွေကကြတော့လေမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေဖြစ်ပါတယ်ခုဆိုရင်ဒီမှာမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်၁၀ခုပေါ့နော်ဒါအချင်းချုပ်ကလေးဒါဆွေးနွေးတင်ပြထားပါတယ် ယူပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျမရေးတွေကလည်းမှတ်ဉာဏ်ကိုလွှမ်းမှုတယ်အသက်အရွယ်ရင်းချက်မှုတင်ယူလိုစိတ်ရှိမှု စိတ်ဝင်စားမှုအာယုံစူးစိုက်နိုင်မှုဒါတွေကလည်းမှတ်ဉာဏ်ကိုလွှမ်းလွှမ်းမှုစေတယ်မူလအခြေခံချက်တွေဖြစ်ပါတယ်။နောက်ဉာဏ်ရည်တွေအနာယူခြင်းတွေနောက်တစ်ခါဒုံလောက်စွာအိပ်ဆက်ခြင်းတွေအာဟာရပိုင်းဆိုင်ရာတွေအယက်မူရစေဝါစိတ်ဓာတ်ရာတွေဟာ ဒီမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေထဲမှာပါဝင်နေတယ်ဆိုတာလေးကိုဆွေးနွေးပေးရခြင်းဖြစ်ပါလေရှင်။နောက်ပြီးတော့ခုနကတော့ intrinsic ပေါ့နော်ဒီကဒီမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အခြေခံချက်တွေဒီမှာကျတော့မှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေထဲမှာ extrinsic တွေလည်းရှိပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင် ဒီရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကဒါပဉ္စံကိုလွှမ်းမိုးစေတဲ့မူလအခြေခံနေနောက်ပြီးတော့ဒီမှတ်သားရမယ့်တည်ငြိမ်ချက်လက်ပမာဏတွေကိုဒါလုံလောက်စွာမှတ်မှတ်သားမိဘူးဆိုလို့ရှိရင်လည်းဒါမှတ်ဉဏ်အတွက်ထိခိုက်စေမှာပါမှတ်သားရမယ့်တည်ငြိမ်ချက်လက်ပမာဏကများနေတာမျိုးတွေတို့ရှည်လျားလွန်းနေတာတို့မိမိရဲ့မှတ်နိုင်တဲ့စွမ်းရည်နဲ့စွမ်းအခြေအတိုင်းတာတဲ့ ပို့ပြီးတော့ဒါများပြားလွန်းနေတာမျိုးတွေပေါ့နော်ဒီမှတ်တမ်းရမယ့်သတင်းချက်လက်ပမာဏကလည်းဒါအမှတ်ဉာဏ်ကိုနှမ်းမှုစီရဲ့အချက်တဲမှာပါဝင်နေတာဖြစ်ပါလေရှင်နောက်တစ်ခုကနှုတ်အားဖြင့်ပြန်လဲတုံ့ပြန်မှုလုပ်ရန်လိုအပ်တဲ့အချိန်ဒီတုံ့ပြန်မှုတွေလုံလောက်တဲ့အချိန်မပေးဘဲနဲ့အချိန်ကတိုးတောင်းလွန်းနေတာပေါ့ဒါမျိုးဆိုလို့ရှိလို့ရှိရင်လည်းဒီမှာအမှတ်ဉာဏ်အတွက်ကလိုအပ်ချက်ရှိနေမှာပါနောက်တစ်ခုမှတ်သားတဲ့နည်းလမ်းတွေအဲ ပဲရတ်လန်နီရင်နဲ့သွားတာလားဒါမှမဟုတ်ရင်မိမိကိုယ်တိုင်ဒါလှုပ်ဆောင်ရင်းနဲ့ပေါ့နော်ဒီအကြောင်းအရာတွေကိုမှတ်သားတာလား ဒီမှတ်သားလိုက်တဲ့အကြောင်းအရာတွေအဘိဘေရှိရလားဒါတော့ကမှတ်တမ်းမိမိမှတ်သားလိုက်တဲ့နီးလဲနေရလဲမှန်ကန်မှုရှိရလားပေါ့နော်အလွတ်ကျက်စနစ်နေတဲ့မှတ်သားထားတာလားလက်တွေ့ကိုယ်တိုင်လှုပ်ဆောင်ခြင်းနဲ့အာယုံ၅ပါးကိုလှုံ့ဆော်ပြီးတော့မှတ်သားထားစေတာလားပေါ့နော်ဒီအချက်တွေကလည်းမှတ်ဉာဏ်ကိုနှမ်းမှုစေတဲ့အချက်တွေထဲမှာပါဝင်နေတာဖြစ်ပါတယ်ရှင်နောက်တစ်ခုပြင်ပကအနောက်ရှက်ပေးမှုနေထားတဲ့မိမိလေးလာလူနေတဲ့အကြောင်းအရာတွေကိုပတ်ဝန်းကျင်က စုညမ်းနေတာမျိုးတွေတို့ ပေါ့နော်နောက်တခါရာသီဥတုကမမြတာပဲနဲ့ပူလောင်ပူလွင်းကြီးအေးလွင်းကြီးနေဖြစ်ပေါ်နေတာတွေပေါ့နော်အဲပဝင်းကျင်ကစူလွင်းနေတာဆိုရင်လည်းမှတ်ဉာဏ်မှာထိခိုက်ပါတယ်နောက်တစ်ခုကဒီရာသီဥတုရဲ့ပေါ့နော်တရားမှုတွေပူလွင်းကြီးအေးလွင်းကြီးနေဖြစ်ပေါ်မှုတွေဒါတွေကလည်းပြင်ပအနှောင့်ယှက်ပေးမှုဆိုတဲ့အနေထားထဲမှာဒီမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေထဲမှာပါဝင်နေခြင်းဖြစ်ပါတယ်ရှင် ခုကျမဆွေးနွေးနေတဲ့အချက်တွေဆိုရင်မှတ်ဉာဏ်ကိုနှမ်းမိုးစေတဲ့အချက်လက်ကလေးတွေကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။အဲ့ဒီမှာမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေထဲမှာဆိုရင်အသက်အရွယ်အရေးကြီးတဲ့နောက်တစ်ခါအစ်စတိုဂျင်ဒီဟော်မုန်းတွေကိုပေါ့နော်ဒီစားသုံးတောက်သုံးနေရတဲ့အမျိုးသမီးတွေပေါ့နော်ကြားမာတွေမှာလည်းပဲတကယ်ဒီမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်ထဲမှာပါဝင်တယ်။နောက်တစ်ခါ ဒီ stress တွေများလွန်းခြင်းပေါ့နော်မိရဲ့ဒီစိတ်ရခံစားမှုမှာတကယ်ကိုပဲစိတ်ခံစားမှုတွေ stress တွေများတဲ့အခါမျိုးတွေမှာလည်းဒီကပေါ့နော်ဒီလွှမ်းမိုးမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့ချက်တွေထဲမှာပါဝင်ပါတယ်နောက်တစ်ခုဖွံ့ဖြိုးမှုတွေ prenatal fasta ဆိုတဲ့ဒီကဆေးဝါးတွေတောက်သုံးခြင်းနေနောက်တစ်ခါကိုကင်းတွေပေါ့နော်မူရဆေးဝါးတွေတောက်သုံးခြင်းနေနောက်တစ်ခါ air population ဆိုတာကြာကျွန်တော်တို့လေထုညဉ့်ဉန်းမှုတွေ လေရုညင်လေရုကတန်ရှင်းတဲ့လေနဲ့မတန်ရှင်းတဲ့လေနဲ့ဆိုတာဒီမှတ်ဉဏ်ကိုအင်မတန်ကိုရေးကြည့်တဲ့အထက်မှာပါပါတယ်ညဉ့်ဉန်းနေတဲ့လေကိုရှူရှိုက်နေရရင်အုံနောက်မှာအောက်ဆီဂျင်ပြည့်ပြည့်ဝဝမရတဲ့အတွက်မှတ်ဉဏ်ကိုအားနေသွားစေတယ်ဒါကြောင့်လေရုကတန်ရှင်းဖို့လိုအပ်တယ်အဲနောက်တစ်ခါ toxic ဆိုတဲ့အဓိကဒီကျွန်တော်တို့အဝီစီရေတွေထဲမှာဒီ lack လို့တော့ခဲစိတ်တွေတော့ solvent တော့ပျော်ဝင်နေရရှိရလေအဲ့ဒီထဲမှာဒီမိမိရဲ့ဟိုဘောနော်မတန်ရှင်းတဲ့ အဲအစိတ်အတော့ဖြစ်စေတဲ့အရာတွေကပါဝင်နေတဲ့အခါမှာလဲပြင်ပြိုးမှုကိုထိခိုက်စေပြီးတော့မှတ်ညံကိုလွှမ်းမိုးစေတဲ့အချက်တွေထဲမှာပါဝင်ပါတယ်။ဒါဆိုရင်ကျမတို့မှတ်ညံအားကောင်းမှုဆိုရင်တောက်သုံးတဲ့ရေကလည်းတန်ရှင်းရမယ်။ဒီပတ်ဝန်းကျင်ကလည်းတကယ်ကိုတန်ရှင်းတဲ့ အောက်ဆီဂျင်ဓာတ်ကိုရရှိတဲ့လေရုတန့်ရှင်းတဲ့ပတ်ဝန်းကျင်မျိုးဖြစ်ဖို့လိုအပ်ပါတယ်။ဒါမှလည်းမှတ်ဉာဏ်အားကောင်းစေမှာဖြစ်ပါတယ်။ဒီလိုမျိုးတွေပေါ်တော့လေရုညဉ့်ဉန်းမှုတွေ၊မူရစ်ဆေးဝါးတွေကိုတောက်သုံးမှုတွေ၊စားသုံးမှုတွေ၊ရှူရှိုင်းမှုတွေပေါ့နော်။နောက်တကဆေးဝါးတွေသုံးဆွဲနေရတာဓာတ်ရုဆေးဝါးတွေသုံးဆွဲနေရတာအဲနောက်တကတောက်ချစ်ဆိုတဲ့အစိတ်ပါတဲ့ရေတွေကိုတောက်သုံးရတာဒါမျိုးတွေကလည်းမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တည်းမှာပါဝင်နေတာပါ။နောက်တစ်ခုအစားအစား အစားအစာတို့ရဲ့ healthy diet တွေဖြစ်ရမယ်တကယ်ကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေဖြစ်ဖြစ်ရမယ် vegetable တို့ omega 3တို့ and antioxidant ဓာတ်တွေကျွဲဝတဲ့အစားအစာတွေဖြစ်ရမယ်တချို့ဆိုရင်အသီးရလုံးဝမစားဘူးဒါဆိုဒီရလုံးဝမစားတဲ့ကလေးတွေဆိုလို့ရှိရင်တို့ကိုဒါဗီတာမင် D တွေတို့ folic acid တွေတို့ zinc ပါတဲ့ဆေးတွေတို့တို့တိုက်ကြွေးရမယ် အဲ့လိုမျိုးတွေပေါ့နော်ပြန်လဲသူတို့ကိုပြန်လဲဒါကုသားပေးတဲ့လုပ်ငန်းတွေလှူဆောင်ပေးရမယ်ဒါတွေကလည်းမျက်ညံကိုလွှမ်းမှုစေတဲ့ချက်တွေထဲမှာပါဝင်ပါတယ်ဒါကြောင့်ねဗီတာမင် B12 တို့ဗီတာမင် D တို့ဒါတွေကလည်းဒါသူ့ရဲ့ဒါပေါ့နော်ဟိုဒီမျက်ညံကိုဟိုထိခိုက်စေတဲ့ချက်တွေအားကောင်းစေတဲ့ချက်တွေထဲမှာပါဝင်နေတာပါနောက်တစ်ခုက natural supplement တွေဒါသူတို့ကိုပေါ့နော်ခုနလိုမျိုးပေါ့အသီးအရွက်မစားတဲ့ကလေးတွေ ။ဒါအတီးရဲ့တွေးရကမှညင်းဆန်တဲ့ကလေးတွေဆိုလို့ရှိရင်အကြီးကသူတို့ natural supplement တွေကဒါတိုက်ကျွေးပေးရမှာလိုအပ်ပါတယ်။ဒါမှလည်းမှတ်ညာသူ့အတဲ့သူစနစ်တကျဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့မှတ်ညာကိုလွှမ်းမိုးစေတဲ့အချက်တွေရမှာဆိုရင်အသက်ရေရာလည်းတန်မှုတယ်။ကြားမဒုနာဆိုလို့ပြော estrogen hormone တွေတောက်သုံးနေရတဲ့အမျိုးသမီးတွေဒါဆိုလည်းသူတို့မှာမှတ်ညာမိုက်ဆက်ရမှာဆိုကြရင်လွှမ်းမိုးမှုရှိပါတယ်။နောက်လေးတက်ရှင်းမှုလိုအပ်တဲ့ နောက်တစ်ခါရေရလဲဒီကိကို toxic ဆိုတဲ့ let ခဲပါတဲ့ဒါတောက်သုံးရေတွေမဖြစ်ဖို့ရေးကြည့်တယ်။နောက်ပြီးတော့ကျန်းမာတဲ့အစာအစာတွေစားတော့ဖို့လိုအပ်တယ်။အဲဟင်းသီးရွက်တွေ omega 3ပါတဲ့အစာအစာတွေ antioxidant ပါတဲ့ ဒီအစားအစာတွေကို စားသုံးပေးဖို့လိုအပ်တယ်။ဒါတွေကိုမစားဘူးဆိုရင်တို့ကိုပြန်ပြီးတော့ဒီယာနဲ့ဆိုင်တဲ့အဲ natural supplement တွေကိုပြန်လည်ပြီးတော့ဗာလို့ဖို့လို့ဆိုရင်တိုက်ကျွေးဖို့လိုအပ်ပါတယ်။ဒီအချက်တွေကအမှန်ဉာဏ်ကိုနှမ်းမှုစေတဲ့အချက်တွေဆိုတာကိုကျမတို့ဟိုလေ့လာဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်အော်ဒီလိုမျိုးအချက်တွေကကျမတို့မှတ်ဉာဏ်ကိုလွှမ်းမိုးသွားစေတယ်။နောက်လည်းပဲရှိပါသေးတယ်။ဘာတွေလုံးဆိုလို့ရှိရင်ဓာတ်ဥစေဝါးတွေဓာတ်ဥစေဝါးတွေဟာ ခုနပေါ့နော်ဓာတ်ရူဆေးဝါးတဲ့အကိုဟောတွေပါမယ်နီကိုရီးနေပါမယ်စသည်ဖြင့်ပေါ့နော်အဲ့ဒီကဓာတ်ရူဆေးဝါးတွေရာလည်းပဲမှတ်ဉဏ်ကိုနှမ်းမှုစီတဲ့အချက်တွေမှာပါပါတယ်နောက်ပြီးတော့လေ့ကျင့်ခန်းတွေမှန်မှန်လုပ်ပေးရမယ်အေရိုဘစ်လေ့ကျင့်ခန်းတွေယောဂတွေနောက်တစ်ခါ fitness fitness တွေ gym တွေ physical exercise တွေရာလည်းလေ့ကျင့်ခန်းတွေလှုပ်ဆောင်ခြင်းရလဲအမှတ်ဉာဏ်ကိုပို့ပြီးတော့အကောင်းစေတယ်။လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင်အမှတ်ဉာဏ်အတွက်မကောင်းပါဘူးရှင်။နောက်တစ်ခုက emotion တွေ နောက်သူစိတ်ဖြစ်စည်းမှုတွေအမိမစိတ်ဖြစ်စည်းမှုတွေရှိတဲ့အခါမျိုးတွေတို့စိုးရိမ်ပူပန်မှုတွေတို့စိတ်ကြခြင်းတွေတို့ဆိုတာလေမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေထဲမှာပါဝင်နေပါတယ်ပတ်ဝန်းကျင်မိမိရဲ့ပတ်ဝန်းကျင်ကလည်းပဲအ အဲ၊စူညံနေတဲ့ပတ်ဝန်းကျင်လား။နောက်တစ်ခါ insecurity ဆိုတာမလုံခြုံဘူးလားပေါ့နော်။အဲ၊လုံခြုံတဲ့ပတ်ဝန်းကျင်မှာနေရတဲ့သူနဲ့မလုံခြုံတဲ့ပတ်ဝန်းကျင်မှာနေရတဲ့သူ၊စူညံနေတဲ့ပတ်ဝန်းကျင်မှာနေရတဲ့သူတွေဒါတွေဟာမှတ်ဉာဏ်ကိုလွှမ်းမိုးစေပါတယ်။မှတ်ဉာဏ်အားကောင်းဖို့အတွက်စူညံလွန်းခြင်းအဲလုံခြုံမှု မရှိတာတွေမဖြစ်ဘဲနဲ့ပေါ့နော်။ဒါ ူအားနဲ့သူစနစ်ကြတဲ့ပတ်ဝန်းကျင်မျိုးဖြစ်ဖို့လည်းလိုအပ်ပါတယ်ရှင်။အဲ့လိုမျိုးပေါ့နော်။ဒီမှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အချက်တွေကိုသိရှိပြီးစေဝါတွေရှိမယ်၊အသက်အရွယ်တွေရှိမယ်၊နိမိတောက်သုံးနေရတာတွေစေဝါတွေရှိမယ်၊နေထိုင်မှုပုံစံတွေရှိမယ်။အဲ့လိုမျိုးမျိုးမျိုးပုံစံတွေကိုဒီမှာတို့တော့ပတ်ဝန်းကျင်ရောပေါ့နော်။အားလုံးကိုဒီလိုအပ်ချက်တွေကိုပြေဝသွားအောင်လှုပ်ဆောင်ခြင်းအဖြစ်ဒီမေ့လျော့ခြင်းဆိုရယ် forgetting နေ ညော့နေသွားပြီးတော့မှတ်ညံအားတွေပုံမအားကောင်းလာအောင်လှုပ်ဆောင်လို့ရအောင်လို့ကျမကအဓိကမှတ်ညံကိုနှမ်းမိုးစေတဲ့အချက်ကလေးတွေကိုဆွေးနွေးပေးရခြင်းဖြစ်ပါတယ်။ကျမယနေ့ဆွေးနွေးပေးသွားတဲ့မှတ်ညံကိုနှမ်းမိုးစေတဲ့အချက်တွေကိုလေ့လာသုံးသပ်ပြီးတော့အာဒါဒီလိုမျိုးအချက်တွေနဲ့ပေါ့နော်ဒါဒိုင်လီယောညီထွေးမှုရှိအောင် လေ့ကျင့်ခန်းတွေမှန်မှန်လုပ်ဆောင်ခြင်းတွေမိမိမှတ်ဉာဏ်ကိုလည်းပိုအားကောင်းလာစေတယ်။နောက်တစ်ခါမှတ်ဉာဏ်အားကောင်းစေတဲ့အစားအစာတွေစားတောက်ပေးခြင်းတွေစသည်ဖြင့်ပေါ့နော်။ဒါလိုအပ်တဲ့အမှန်တရားကိုဆောင်ရွက်စေခြင်းအဖြစ်မိမိရဲ့မှတ်ဉာဏ်ကိုလွှမ်းမိုးစေတဲ့အကြောင်းအရာတွေကိုဒါပိုမိုအားကောင်းလာ အားနည်းတာတွေကိုပိုမိုအားကောင်းလာအောင်စနစ်တကျဆောင်ရွက်ပေးသွားကြရအောင်ပါလို့ဆွေးနွေးပြောကြရင်းနဲ့ဒီနေ့ကျမရဲ့ဆွေးနွေးပြောချက်ဆွေးနွေးချက်ကလေးကိုညီကုံချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။